ဒီပိုင်းရဲ့စမှာတော့ဈေးဝယ်ပြီးပြန်လာတဲ့ဝါအာမလို့အပ်တာများကြီးဝယ်ခဲ့ပြီးဘာမှလည်းအသုံးဝင်တာမဟုတ်ဘူးဒီတိုင်းရှာဝယ်ပြီးပြုံးတည်နေတာဆိုပြီးတော်လေးခင်ရဲ့သမီးဟာပြောဆိုနေခဲ့ပါတယ်ဒီချိန်မှာဝါအောင်ရောက်လာခဲ့ပြီးတစ်စည်းလုံးသွားပြီးဝယ်ရချင်ရတာခြေတော့တူတဲ့ဘာမှပစားခင်ရဘူးအိမ်ပါပါရှိလဲဆိုပြီးတော်လေးခင်ကိုပြောလိုက်ပါတယ်ဒီချိန်မှာစပွဲပေါ်တင်ထားတဲ့ရှမ်းခေါင်စိတ်ကိုပြင်တော့သူ့အတွက်တပွဲမြင်မြန်လုပ်ပေးဖို့ပြောလိုက်ပါတယ် ဒီချိန်တော်လေးလေအောင်ဒါလေးအောင်စနုချောင်းကပြန်အစာပြေလေးစားလို့ရအောင်ပြင်ထားတာလို့ပြောလိုက်ပါတယ်ဒီချိန်ဘဝအောင်ကသူ့အတွက်ပါပြင်ပေးဖို့ပြောလိုက်ပါတယ်တော်လေးခင်ကရှမ်းခေါက်ဆွဲအောင်စနုလေးအတွက်ပဲပြင်ထားတာဘဝအောင်ကလည်းသိတယ်လေဘာလဲနေကငါ့ကိုမကြွေးနိုင်ဘူးလို့ပြောချင်တာလားအမကြီးစားဖို့လှုပ်ထားတာမဟုတ်ဘူးလို့ပြောလိုက်တဲ့ချိန်မှာတော့ဘဝအောင်ဟာလက်ပါကိုက်ထားတဲ့ပက်ဆိုင်ကြီးနဲ့ပြေပောင်းလိုက်ပါတယ်တော်လေးခင်တယောက်ကတော့ကျမ်းပြေပေါ်ကိုလဲကျသွားခဲ့ပါတယ် ဒီချိန်မှာတော့အိမ်မှာရှိတဲ့ခွေးတွေကဝဝအောင်ရဲ့ချက်တော့ကိုလာကြိုက်ခဲ့ပါတယ်။ခွေးကိုစဲဆူနေပြီးနားလိုက်တာ နားလိုက်တာဆိုပြီးအော်နေခဲ့ပါတယ်။ဒီချိန်မှာတော့ရေအောင်တို့လင်ပြာရောက်လာပြီးအမားကတော့အမေချက်တော့မှသွေးရည်နဲ့ဘာဖြစ်တာလဲရေအောင်ကလည်းမေးရကတော့ဝဝအောင်ကကလင်ကြက်ကြစွာနဲ့သူ့ကိုဒေါ်လေးခင်တို့ကဝိုင်းဆွေနဲ့တိုက်ကြတယ်ဆိုပြီးပြောပြပါတယ်။ဒေါ်လေးခင်ကရှင်းပြပေးမဲ့အမားကတော့ကျမပြင်လာမှာ ဒီကိစ္စအောင်ရှင်းမယ်ဆိုပြီးပြောဆိုခဲ့ပါတယ်။ပတ်စံအပြစ်ပေါက်ခံလိုက်ရတဲ့တော်လေးခင်ကတော့အဖက်မလုပ်ပဲပြစ်ထားခဲ့ပါတယ်။စီကံကပြန်ရောက်လာပါတော့ဘဝအောင်ကငေါရှင်ဒီခွေးကိုဒီတိုင်းထားလို့မရတော့ဘူး။အိမ်ကလူတွေအတွက်အနည်းများတယ်။တနည်းအားဖြင့်သွားပြစ်လိုက်ပါလို့ဆိုလိုက်ပါတယ်။ရှင်းအောင်ကတော့မဖြစ်နိုင်ဘူးအန်တီ။သမီးလေးကကြောက်ချက်ကိုရမ်းချက်တာ။ဒီကိစ္စသူသိသွားရင်ဘယ်လိုမှလက်ခံပါမဟုတ်ဘူး။ဘဝအောင်သမီးအမကတော့ တကယ်တမ်းပြောရရင်ခွေးပါပြက်ရှိပါဘူးလူတွေခိုင်းတဲ့အတိုင်းပဲလုပ်ရတာအဲ့ဒါဟိုမိမကြီးကြောင့်ဖြစ်ရတာသူကလည်းအမရုတ်သားမီးကိုမနာလိုဖြစ်နေကြတာစိတ်နှောက်ရက်ဖြစ်အောင်အမျိုးမျိုးလုံးကြတယ်ကိုမစိတ်မကောင်းဖြစ်ပါစို့လို့မပြောဘဲနေကြတာဆိုပြီးပြောဆိုခဲ့ပါတယ်ရဲအောင်ကလည်းဘေးကျန်နေချက်ဖြစ်သွားပြီးအခုလိုဖြစ်ရတာကျွန်တော်တကယ်စိတ်မကောင်းပါဘူးဒီမှာသုံးလစာကျွန်တော်ပေးထားပါတယ်ကျွန်တော်ဘက်ကလည်းနားလေပေးပါဆိုပြီးအလုပ်ထုတ်လိုက်ပါတယ်ဒီပိုင်းကတော့ ဒီနောက်နေပဲအဆုံးသတ်ခဲ့ပါတယ်နောက်ပိုင်းတွေဘယ်လိုလာမလဲစောင့်ကြည့်ကြပါဦးနော်